ော်ရဲစီပိုင်းတို့တို့ကဘုရားဒီပရိုင်းတော့အစ်တတ်တော့ပဲပုံမှန်ပါပဲကျွန်တော်တို့ချီချီမီမီနဲ့လုပ်ခဲ့တဲ့တန်းလေးတော့သူချစ်စိတ်ပဲဒီတော့ပြန်ပေါ်ပြီးတော့ timeless ပဲဆိုတဲ့မှာဖြစ်ပါအစ်စ်ဖွင့်လိုက်တဲ့ AR Trust Securities ဟာပွဲသားယူရဲ့လုပ်ငန်းအနေနဲ့ယင်းနှိမ့်နယ်လူတွေရဲ့ share ရောင်းဝယ်တွေကိုတောင်းဝန်ယူဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင် အကြံပေးလုပ်ငန်းအနေနဲ့အသေးစားအလက်စားနဲ့အကြီးစားစီးပွားရေးအဖွဲ့အစည်းတွေကို stock exchange မှာ share ရောင်းပြီး အရင်နည်းမြင့်တက်လာစေဖို့ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ကုမ္ပဏီတွေပုံဆက်ခြင်းနဲ့အစုရှယ်ယာဝယ်ခြင်းတွေကိုဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။နိုင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး SAC Capital, Philip Capital နဲ့တော်တော်အတိုင်းမင်ငံကုမ္ပဏီတို့နဲ့ပူးပေါင်းပြီးရန်ကုန် Stock Exchange ကိုမှီအောင်ကြိုးစားသွားမယ်လို့ဦးဒေးဗစ်ဆိုလင်းကပြောပါတယ်။ AR Trust Securities ကတခြားဘာတွေလုပ်ပေးအောင်မှာလဲ ။ဒါကို search ရကိုရဲ့ဟို9 December မှာတို့နေရဟို comments ဟို search ပြန်လိုက်တယ် mid march မှာဟိုဒီဟို voice ကို trading ကိုတို့နေရဟိုဆက်မှာပေါ့လေဒီ3လပိုင်းမှာကျွန်တော် partner တွေနဲ့ဟိုဒီ Philip Capital နဲ့ SCC Capital နဲ့တတ်တာနဲ့ဟိုကျွန်တော်တို့တို့နေရ partner နဲ့ကျွန်တော်ပေါင်းပြီးတော့ဟိုဟိုစ조사ပြီးတော့ဒီဒီ mid march မှာမဆက်ခင်ကျွန်တော် retail brokerage နဲ့ retail brokerage corporate brokerage corporate brokerage နဲ့တွန်းမယ်ဒီ wise stock exchange ကိုတို့နေကျွန်တော်တို့အမီမီနိုင်နိုင်အောင်စ조사ပြီးတော့ကျွန်တော်ဟိုလုပ်မှာပေါ့လေ မြမစီးပွားရေးလုပ်ငန်းရဲ့80%ရာခိုင်နှုန်းမှာအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေဖြစ်လို့အရင်းနှီးတိုးမြင့်တာကိုအထောက်အကူဖြစ်ဖို့ပုဂ္ဂလိက share တွေနဲ့အရင်းနှီးမြင့်တင်မှုတွေကိုအဓိကဆောင်ရွက်မယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ AR Threat Securities လုပ်ငန်းဟာ AR Financial Group ကတောင်းဝန်ခံရောင်းဝယ်ပေးနိုင်တဲ့ Underwriter Company License တရားဝင်ရရှိထားတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Stock Exchange ဈေးကွက်ကိုစတင်လိုက်ပြီးမြောင်းဝယ်လုပ်ငန်း ပွဲစားလုပ်ငန်းတွေနဲ့ underwriter အပိုင်းတွေမှာဈေးကွက်မရှိသေးတဲ့အတွက်တခြားနိုင်ငံတွေနဲ့ရှင်ရင်ကုမ္ပဏီအရေးအတွက်နည်းနေသေးလို့ဒါကိုလည်းပြင်ဆင်ပေးမှာပါလို့ဦးစိုးစောကပြောပါရယ်။လာမယ့် match လာမှာရန်ကုန် stock exchange ဈေးကွက်မှာစတင်မဲ့မြန်မာတီလဝါနဲ့ First Myanmar Investment FMI တို့အနေနဲ့ကနအူးကျွမ်းမြတ်တွေရနိုင်မယ်လို့ယူဆတယ်လို့ပြောပါရယ်။ယင်းဒီမြုံနယ်မဲ့သူတွေအနေနဲ့ stock exchange ဈေးကွက်ကိုတေချာနားလည်ဖို့လိုအပ်တယ်လို့ ထုတ်ပြခဲ့ပါသေးတယ် ကျွန်တော်အနေနဲ့အရေးကြီးဆုံးအချက်ကိုပြောမယ်ဆိုရင်တော့ဒီ company အနေနဲ့ listed လုပ်နိုင်လောက်တဲ့အနေအထားဖြစ်အောင်အရင်ပြင်ဆင်ရမယ်လို့ထင်တယ်။အဲအဲ့လိုပြင်ဆင်ပြီးတော့မှဒီ stock exchange လည်းအောင်မြင်မယ် company တွေလည်းအောင်မြင်မယ် share ဝယ်တဲ့လူတွေလည်းအောင်မြင်မယ်။အဲ့လိုမျိုးကျွန်တော်လည်းသွားဖို့လိုပါတယ်။ကျွန်တော်တို့အနေနဲ့စနိုင်တဲ့ company နှစ်ခုအနေနဲ့ကတော့ initially ပေါ့နော်တို့အနေနဲ့ benefit ရနိုင်ပါတယ်။ဒါပေမဲ့ဝယ်တဲ့လူတွေအနေနဲ့တော့ကျွန်တော်အနေနဲ့ဖြစ်စေချင်တာကဒီဈေးကွက်ကိုတည်ချာနားလည်ဖို့လိုတယ်။ပြီးတော့ဒီ business trend ကိုတည်ချာနားလည်ဖို့လိုတယ်။အဲ့တော့ဒါတွေပေါ်မှာနားလည်ပြီဆိုတော့မှဒီတဲကိုဝင်ပြီး ီးတော့ဝယ်တာလို့ရောင်းတာလို့လုံးတင်တယ်လို့ထင်ပါလား